အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ညူကမောင်မားတွေကိုစာရေးသူဆရာမင်းလို့ရေးတာတဲ့မမလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်းတင်နေတဲ့ကျွန်တော်ကိုချွေတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာဒီဦးကြဆိုင်ဒီဤလောကကြီးမှာဆုံးခွာသွားသောအခါတွင်သူအနှစ်သက်ဆုံးအမျက်နှိုးဆုံးအရာသုံးခုကြံရင်ခဲ့လေသည်သူရာသူသူ့ရဲ့ရှာမြေတိုက်တာမော်တော်ကားပစ္စည်းဥစ္စာများနဲ့သူ၏ဇနီး ဤသုံးမျိုးနှင့်တစ်မျိုးမှာအလိုလျောက်ပျောက်ွယ်သွား၍တွားရပြီသည်သူတည်ဆုံးသောအခါသူရတို့သည် မိကာမတ္တလောက်သာကြံရင်နေသည် နာရေးကြောင်ညာများတွင်ထဲသွင်းအသုံးပြုခြင်းယုံမှရတဲ့သောငွေများထုတ်ယူခြင်းများပြုလုပ်သောအခါထိုရတို့သည်ဘာမှအရာမထင်တော့ပေအကောင်အထည်ဖြင့်ထင်ရှားစွာကြံရင်သောအရာများကသူဇနီးနှင့်အမွေပစ္စည်းများတကယ်တော့ထိုအရာနှစ်ခုသည်တပေါင်းလဲကြံရင်ခဲ့သည်ဟုဆိုနိုင်ပါသည်ဥကြစိန်တည်ဆုံးသောအခါဇနီးဖြစ်သူဒေါခင်မူသည် အမွေပစ္စည်းအလုံးကိုဆက်လက်ပိုင်ဆိုင်ခွင့်ရတဲ့ဒီမဟုတ်ပါလားဒေါခင်မူဒီအသက်35နှစ်ခန့်ရှိပြီဖြစ်ပါသည်သူရတွင်ထုံများလောက်အသက်ကြီးပြီဟုထင်ရလောက်အောင်လဲမရင်ရော်သေးပြီထို့အတူအသက်အစိမ့်လောက်ပဲထင်ရတယ်ဟုဆိုရလောက်အောင်လဲနုပြိုတီတော့မဟုတ်ပါရှိ30နှစ်35နှစ်ကြာလောက်ဟုထင်ရပေသည်ဦးကြစိန်ဒီကွယ်လွန်သောချိန်တွင်အသက် 53နှစ်ရှိပြီဖြစ်ပါသည် ထို့ကြောင့်သူသည်ဒေါခင်မူတဲ့အသက်16နှစ်ခန့်ကြီးပါသည်ဦးကြစိန်မရှိတော့သည့်နောက်ပိုင်းတွင်ဒေါခင်မူသည်အရာရာကိုတဦးတည်းရင်ဆိုင်ခဲ့ရလေသည်စကားအဖြစ်တင်စားပြောဆိုခြင်းမဟုတ်ပါအမှန်ပင်တဦးတည်းသူသည်ဦးကြစိန်နှင့်သားသမီးတယောက်မှမရရှိခဲ့ချေထို့ကြောင့်စိတ်ညင်ရက်ွက်ကြည့်ရှံဝင်းထဲမှနှစ်ထပ်တိုက်ကြီးတဲ့တွင်ထမင်းချက်လင်မယား၂ယောက်အိမ်ပေါ်အမျိုးသမီးကလေးတယောက်ဒရိုက်ဘာအဖိုးကြီးတယောက်မာလီကလားကြီးတယောက်နှင့်အတူကြံ့ရိတ်ခဲ့ခြင်းဖြစ်ပါသည် ူသူများမှလည်းသူခိုင်းရာကိုသာလောက်ကင်တတ်ကြသူများဖြစ်၍နည်းနည်းသောအရေးကိစ္စများတွင်တိုင်ပင်ရန်တော်လကောင်းဦးစည်းကောင်းဆောင် ပြုလုပ်ခိုင်းရန်တော်လကောင်းတင့်တော်ကြသူများမဟုတ်ကြချေထိုအခါဒေါခင်မူသည်မိမိကိုယ်သာအားကိုးရလေတော်သည်တခုတော်ရှိ၏ဒေါခင်မူကဲ့သို့အရွယ်လဲရှိလှလဲလှပစ္စည်းဥစ္စာလဲကြွယ်ဝတော်သူတယောက်အားကိုကြီးမဆလိုသူများပေါ်ပေါက်လာသည်မှာတော့ဓမ္မတာပင်သည်အခန်းနှင့် ဒေါခင်မူပရမအုပ်ဆုံးရင်ဆိုင်ရသောပြဿနာမှာဥကြစင်ဤယုံမှာသူ့အတွက်ရတဲ့ရထိုက်သောငွေများထုတ်ယူရေးကိစ္စပင်ဖြစ်ပါသည်တက်ကြွနားလည်သူများအဖို့တော့ထိုကိစ္စသည်တိတ်ပြီးမခဲရင်နိုင်ရှိဒေါခင်မူအတွက်ကအခက်အခဲတရဖြစ်လေသည်သူသည်ဥကြစင်ရှိစဉ်ကတည်းကယုံပြင်ကနာသွားရောက်ခဲ့ပူခြင်းမဟုတ်ပါချေဥကြစင်ကလည်းသူ့ယုံသူလက်ထက်ခါစားကတစ်ခေါက်နှစ်ခေါက်မြသာခေါ်သွားခဲ့ပူသည်ထို့ပြင်ဥကြစင်သည်အပျော်ပါဝါဒနာပါသူမဟုတ်ပေ ပွဲလမ်းတပင်များဧကံပွဲများကိုလည်းတွားလိမရှိမတွားမပြဲမှသာတွားပြစ်ပါသည်ဝိကျေတန်းကြီးလောက်သာတွားရသည့်ပွဲမျိုးကြမှာသူတယောက်တည်းတွားပါသည်အလွန်အင်မတန်ရင်းနှီးသူများဆိုမှဒေါခင်မူကိုခေါ်တော်တတ်လေသည်ဒေါခင်မူကလည်းပြင်ပပွဲလမ်းတပင်များထက်မိမိအိမ်တွင်မိမိအုပ်ချုပ်နေရခြင်းကိုပုံမူ၍သဘောကျသည်ဧကံပွဲများထက်မိမိမိဘကြောင့်ကိုပုံမူ၍စိတ်ဝင်စားသည် တကယ်တော့လေသူဒီမိဖို့ကြောင့်တည်းမှာအဲခန်းတို့ရောက်လာကြရသူမဟုတ်ပါကလားဤတို့ဖြင့်အပြင်လောကနှင့်အဆက်ဆံတဲ့သူတယောက်ဖို့ယခုလိုကိစ္စများတွင်အခက်အခဲကြုံရသည်မှာဓမ္မတာပင်ကုညီမြင့်သူလည်းမရှိလောလောဆယ်ခေါင်းပူနေရသောအချိန်တွင်ဘယ်သူကိုအကူအညီတောင်းရမည်မှန်းလည်းမစင်စားတတ်ပေသူ့မှာဆွေမျိုးသားချင်းလည်းမရှိအစကတည်းကအမေနှင့်သူနှစ်ယောက်တည်းအခုအမေလည်းမရှိတော့ဘယ်သူကိုအားကိုးရပါမလဲမရှိ သူ့ကိုယ်သူအားကိုးရန်သာရှိလေသည် ဥကြစေရင်ယုံတို့တွားရောက်ဆုံတန်းရသည်ယုံဝင်ဝမှာပင်ပထမဦးဆုံးအခက်ခဲနှင့်ရင်ဆိုင်ရသည်အပေါ့ဝမှာဇပွဲတစ်လုံးနှင့်ထိုင်နေသောလူရဲတယောက်ကိုတွေ့ရ၏ထို့သူကမေးသည်ဘယ်သွားမလို့လဲဗျဒေါခင်မူအဖြေရခတ်သွားသည်လာတာကတော့ဒီယုံကိုပဲတွေ့ရတွင်ဒီယုံကိုပဲလေဟုပြောလို့မဖြစ်ဘယ်ဌာနဘယ်သူစီသွားမှလဲဟုပြောရမည်ဖြစ်ပါသည်သူမပြောတဲ့ဟိုဟိုဒီအပေါ်ကိုဟိုပြောလိုက်မိသည် ထိုသူကမျက်မှောင်ကုန်းလိုက်ပြီးမဟုတ်သေးဘူးလေဘသူစီသွားမှလဲဦးကြဆိုင်ရှိတဲ့ကပြောပြခဲ့ဘူးတော့ယုံကလူနဲ့မြေတွေကိုအပူတပြင်းစင်းသာရသည်ဘလို့မှသတိမရနောက်ဆုံးမတက်တာတဖြင့်သူ့ကိုယ်သူမိတ်ဆက်လိုက်ရသည်ကျမဦးကြဆိုင်ရဲ့ဇနီးပါအဲ့ဒီကိစ္စဩဩဒီမှာအဲ့ဒီပုံစံမှာဖြည့်ပါဆိုပြီးစာရွက်ကလေးတစ်ခုကိုပေးလေသည်ဧည့်သည်အမိအမျိုးသားအမိဤမှတ်ပုံနေတဲ့ဘက်နေရက်လိုက်စာပြီးတော့တွေ့ဆုံလို့သူ ရာထူးအစဉ်တွေ့ဆုံမိကိစ္စမိသူကိုဥတီနာမည်တက်ရမှန်းမသိပြန်ထိုအခက်ခဲကိုထိုသူကလည်းရိမ့်မိဟန်တူပါသည်ကိစ္စမရှိပါဘူးဥပဒေရင်လို့သာရေးလိုက်ပါအောက်ကတော့ကိုရေးကိုတာကိစ္စလို့ရေးလိုက်ပေါ့ဟုတ်ကဲ့ကျေးဇူးပါပဲဟိုကြတော့ရောကျမဥပဒေနဲ့တွေ့ရမှာလားဟုတ်ကဲ့ခမရဒေါခင်မူဒီထိုအတန်းရေးပြီးအပေါ်တက်သို့တုံနေသောခြေလမ်းများဖြင့်တက်ခဲ့လေသည်လွန်ခဲ့သော9နှစ်လောက်ကယုံကိုတစ်ခေါက်လောက်ရောက်ဖူးသည် ိုစင်ကသူ့ကိုယုံမတောင်းတောင်းဖြတ်ဖြတ်ကြိုဆိုခဲ့လေသည်ဆရာကတော့ကြွပါခမရဟောမမလည်းပါလာတယ်နော်ဘာစားအောင်မလဲကျွန်တော်ပြေးမှလိုက်မယ်လေကျမတို့ကဆရာကိုတိတ်ကြောက်ရတာမမရဲ့ညမကိုမြင်ဘူးနေတာကြာပြီအခုတွေ့ရတော့ထင်ထားတာတက်တော့လှနေသေးတယ်အခုကြာတော့အဲ့ဒီလိုမဟုတ်ပါယုံကြည်သည်သူ့ကိုအေးအေးဆက်ဆက်အမူအရာဖြင့်စည်းကြိုလေသည်တရေတရူမေးမြန်းမည်သူလည်းမရှိ တာမန်လူစိမ်းဧည့်သည်တယောက်ဝင်လာတယ်လို့မျိုးတစ်ချက်လှမ်းကြည့်ပြီးအလုတ်ဆက်လုပ်နေသူတွေဖြတ်ခနဲ့မျိုးလုံးကလေးလှမ်းပြီးဖလားဆဆအုပ်ကိုစီတို့ခေါင်းပြန်ငုံသွားတဲ့သူတွေဝန်ထမ်းအစ်တွေမို့သူ့ကိုမသိကြလေရောသလားသူဒီမဟုတ်မရောက်တာကြာပြီမို့လို့မမှတ်မိကြတာလားဒါတော့မဖြစ်နိုင်ဦးကြစိန်အာသူဘကို ရုံးကလူတွေလိုက်ပို့ကြသေးတာပဲ။ ပြီးတော့ဟိုတောင်ဇပွဲကဆက်ရီးမခက်ကြီးကြီးတယောက်ကသူ့ကိုလှမ်းကြည့်လိုက်ဒေးဇပွဲကခက်ငယ်ငယ်တယောက်ကိုတစုံတစ်ခုလှမ်းပြလိုက်လုံနေသည်ကိုတွေ့လိုက်ရလေသည်တဘောကောင်းမြည်ထင်ရသောလူတယောက်ဤဇပွဲရှိမှရက်ပြီးမေးလိုက်လေသည်ဒီမှာအချင်းဥပဒိန်နဲ့တွေ့လို့ရမလားလို့လူကြီးကမော့ကြည့်ပြီးအော်ဟုဆိုလေသည်ဒေါခင်မူကိုခဏစိုက်ကြည့်ပြီးမှမှတ်မိသွားဟန်သူသည်နည်းနည်းပြုံးသည်ဥပဒိန်အစည်းအဝေးခန်းထဲရောက်နေတယ်ဘာကိစ္စရှိလို့လဲ ကျမကျမဦးကြဆိုင်ရဲ့ဇနီးပါဟိုဟိုကိစ္စဩဟုတ်ကဲ့အစည်းအဝေးကကြာအောင်မယ်ဗျာနောက်နေ့မှလာပါလားဟုတ်ဟုတ်ကဲ့ရှင်ဟိုတင်ကျမလာတဲ့အကြောင်းဥပဒေကိုပြောပြနိုင်မလားရပါတယ်ကျွန်တော်ပြောလိုက်ပါမယ်ဒေါခင်မူဒီရုံးလေကားပေါ်မှာပြေးစင်းမိပြေးပြီးမစင်းမိစေရန်တတိထားရသည်ရုံးဒီဘလို့ဖြစ်သွားလေတနည်းအမှန်တကယ်တော့အချင်းချင်းလေဝန်ကြီးတမန်ဝန်က ဝန်ကတော်တချက်ဆိုသောစကားအတိုင်းခုနေခါတွင်ဥကြဆိုင်ဤမျက်နာကိုထောက်ထားเสียမှရှိတော်ပြီဥကြဆိုင်ဤမိမကိုအေးတယူလှုပ်လို့လဲတွားလေသူကြီးကထပြီးယာဒူးတိုးဖို့ထောက်ခံပေးမည်မဟုတ်ပါချေရုံးမှာသူမြန်မှန်းတမိသူတယောက်နှစ်ယောက်တော်ရှိပါသည်တို့ရတွင်နာမည်တွေကိုသူမမှတ်မီထိုနေ့ကလည်းမတွေ့မိခဲ့အခုတွေ့ရတဲ့သူတွေမှာသူမမြင်ဘူးသူတွေဖြစ်ပါသည်မြင်မှုလည်းရင်လည်းအမှတ်တမှတ်ဖြစ်ပေလိမ့်မည်ဒါကြောင့်များအခုသူတို့အမှတ်တမှတ်ပြန်လုံနေကြသလားမသိပါဘူး ယုံကလူတွေကြားထဲတွင်သူသည်ကြောင်းကန်းထဲသို့ပထမဦးဆုံးအကြိမ်ဝင်ရသောကြောင်းသားတစ်ယောက်ကဲ့သို့အားငင်ခဲ့ရသည်ထိုအခါကျမှပင် အကိုကြီးဦးကြစိန်ကိုပို့၍တတိယမိသည်ထိုနေ့ကအိမ်ပြန်ရောက်ရောက်ချင်းသူ့အခန်းထဲပြေးဝင်ပြီးခေါင်းအုံးပေါ်မှာမျက်နှာအပ်လျက်တခြားအချိန်ငိုကြွေးခဲ့ရချာသည်ယုံကိုသူလန့်သွားသည်ယုံကရနိုင်သောငွေမှာသူ့လက်ရှိအခြေအနေနှင့်စာလျင်ဘာမှမပြောပါတော့ပြီသူရတွင်အကိုကြီးဤရွှေနှဲစာဖြင့်ရသောငွေကို သူတံပိုးထားပါသည် ပြီးတော့သူ့မှာစိတ်ကူးတစ်ခုရှိသည်ထုံငွေခွင်းထုံငွေဖြင့်အကိုကြီးကိုရည်စူး၍အလှူဒန်းပြုလုပ်ပေမည်ကိုတော်ထုံငွေကိုမယူခြင်းတော့သော စိတ်များပင်ဝင်ရောက်လာလေသည်တကယ်တော့အလိုလိုကယုံနဲ့စိမ့်ခဲ့သူတယောက်ဖြစ်သည့်ပြင်လောလောဆယ်အရာရာကိုတွေးတောအားငဲ့နေသည့်အရှင်နမယားကြောင့်သာဖြစ်ပေသည်သူ့လိုပင်ခင်မွန်းသည်တည်ဆုံးသွားသဖြင့်ကြံ့ရင်ခဲ့သောအရေးကိစ္စများကိုဒိုင်ငံဖြည့်ချင်းဆောင်ရွက်နေရသောအမျိုးသမီးတွေအများကြီးရှိခဲ့ပါသည်ရှိနေစေရှိအောင်မည်မဟုတ်ပါလား သူတို့ကဘလို့လောက်ကြတယ်လေမိတို့ပင်ဖြစ်စေသူယုံသို့သွားပြီးနောက်တနေ့တွင်ဥပသိန်းထာမတယ်လီဖုန်းဆက်လာလေသည်ဥပသိန်းကလောလောဆယ်ဒေါခင်မူလာဖို့မလိုသေးကြလိုအပ်သည့်အခါဖုန်းဆက်၍အကြောင်းကြားမည်ဖြစ်ကြကိစ္စဝဝတွင်တောင်းဝန်ယူပါကြဒေါခင်မူမှာစိတ်နေနေတက်တာရရသွားလေသည် အားငယ်စိတ်ကတော့ရှိနေစေမရှိပါနဲ့ဒေါခင်မူမရှိပါနဲ့အခုမှအစပဲရှိပါသေးတယ်နောက်ထပ်ပြဿနာတွေအများကြီးလာပါလိမ့်ဦးမယ်အခန်းတော့ ဒီလိုရှိတယ်မခင်မူအခုချိန်မှာမခင်မူဖို့စိတ်နှလုံးမသာမရရှိနေလိမ့်မယ်ဆိုတာကျွန်တော်ကိုချင်းစာကြည့်တော့ရတယ်ဒါပေမဲ့မခင်မူရဲ့ကိုချိုးအတွက်တနည်းအားဖြင့်ရှေ့ရေးအတွက်ဆိုတော့မမပြောမဖြစ်ပြောစရာလေးရှိခဲ့တော့လာခဲ့တာပဲဟုတ်ကဲ့ပြောပါဟိုဒေါခင်မူကပြောလိုက်လေဒီအိမ်ကိုဥယျာဉ်ကြီးရောက်လာကြတဲ့ကအကြောင်းကိစ္စတစ်ခုခုရှိပြီလို့သူခံမှန်းမိသားလည်းဖြစ်ပါသည် ဥယျကြည်သည်ကိစ္စအထွေထွေမရှိဘဲအိမ်လည်းသွားတတ်သောလူစားမဟုတ်သူသည်ဥကြဆိုင်ဤမိတ်ဆွေဖြစ်သည်ဥကြဆိုင်ဤရှင်းနေလည်းဖြစ်ပါသည်သူနှင့်ဥကြဆိုင်တို့သည်အသက်ရှင်လည်းရွယ်တူလောက်ပဲရှိပေမည်ပြီးတော့ဥကြဆိုင်ဤအသည့်မိတ်ဆွေများထဲတွင်အိမ်ကိုအရောက်ပေါက်အများဆုံးလူလည်းဖြစ်ပါသည်တလလည်းရင်တစ်ခေါက်နှစ်ခေါက်လောက်တော့ရောက်တတ်ပါသည်ထို့ကြောင့်သူသည်အိမ်ဤအတွင်းရေးကိစ္စများကိုအရှားသူများထက်ပုံမိုး၍သိရှိထားသူလည်းဖြစ်ပါသည်။တည်တည်တည်ထိုက်သောကိစ္စများကို ဆိုလိုပါသည်။ အေးဗျာကျွန်တော်လဲကိုကြဆန်းရက်လက်ပြီးကလေးကမော်လမြိုင်ကအမှုအတွက်ဆင်းသွားရတာ ਨੇ မက္ကေမူစီမရောက်ဖြစ်ဘူးဟိုကနေ့ဖုံးဆက်သေးတယ်ဗျာအဲ့ဒီချိန်မှာမှုန်တိုင်းရှိနေလို့လားမသိဘူးဖုံးခေါ်လို့မရဘူးတခြားကိစ္စတွေအစဉ်ပြေရက်လားမေးမေးချင်လို့ဟုတ်ပြေပါတယ်ရှင်ဟိုအကိုကြီးရဲ့ယုံကကိစ္စနည်းနည်းပဲရှိတယ်အဲ့ဒါအကိုကြီးရဲ့လက်အောက်ကအရာကြီးတယောက်ကကိုညီနေပါတယ်ဩဟုတ်ဆိုပြီးဥယျာဉ်ကြီးကတစုံတစ်ခုကိုစဉ်းစားနေသည်ထို့နောက် အင်းကျွန်တော်ဟာကိုကြဆင်းရဲ့အရင်နေတော့မိတ်ဆွေလည်းဟုတ်ရှေ့နေလည်းဟုတ်ဆိုတော့သူနဲ့ပတ်သက်တဲ့ကိစ္စအတော်တော်များများကိုကျွန်တော်ပဲတာဝန်ယူခဲ့ရတယ်အခုကိုကြဆင်းမရှိတော့ပြင်မဲ့လဲမပြီးပြတ်သေးတဲ့ကိစ္စတွေအတွက်ကျွန်တော်ပဲဆက်လက်ပြီးတာဝန်ယူဆောင်ရွက်နေဦးမှာပါပဲအဲကျွန်တော်ကရှေ့နေဆိုတော့တခါတလေလဲစကားကြောရှိတယ်ဗျာအချို့ကိစ္စတွေကြတော့လဲရှင်းချင်းပြက်ပြက်ပြောရတာရှိတယ်ကိုကြည့်တော့ကျွန်တော်ဟာဦးကြဆိုင်ရဲ့ရှေ့နေအဖြစ်နဲ့ရှိနေတုံးပါပဲ။ ကိစ္စတွေပြီးသွားတဲ့အခါမှာတော့မက္ခင်မူရဲ့သဘောဆန္ဒအတိုင်းပဲပေါ့ကျွန်တော်ကိုမက္ခင်မူရဲ့ရှေ့နေအဖြစ်ဆက်ပြီးစောင်ရွက်စေခြင်းလည်းရပါတယ်မလိုအပ်ဘူးဆိုရင်လည်းရတယ်ကျွန်တော်ကတော့မိษွေကောင်းတယောက်အနေနဲ့ဆက်ရှိနေမှာပါပဲတကယ်လို့မက္ခင်မူလိုအပ်တယ်ဆိုရင်အမျိုးသမီးရှေ့နေတရားကိုကျွန်တော်ရှာပေးပါမယ်ကျမအဲ့ဒါတွေသိပြီးနားမလည်ဘူးအေးလေအဲ့ဒါတွေကနောက်မှစဉ်းစားပါဦးယူကြည်ဒီစပွဲပေါ်မှာကော်ဖီပကံကိုယူပြီးတရိုက်ထဲမောတောက်လိုက်သည် လက်ဆွဲအိတ်စစ်ကိုဖြန့်လိုက်ပြီးအထဲမှတရင်အိတ်အနက်တေးသေးကလေးကိုထုတ်ယူလိုက်သည်ဒေါခင်မူမှာရုတ်တရက်မျက်နှာညှို့သွားသည်ဥယုကြည်ကလည်းအလိုက်သိစွာနဲ့ပင်တရင်အိတ်ကလေးကိုပြန်ထည့်ထားလိုက်သည်ဒေါခင်မူသည်တရင်အိတ်ကိုမြင်သည်ဖြင့်ဥကြစိန်ကိုရုတ်တရက်တတိယသွားခြင်းလည်းဖြစ်လေသည်ဥကြစိန်မှာလည်းဒီလိုတရင်အိတ်ကလေးတစ်မျိုးရှိပါသည်စေးတံထဲသောအိတ်ဥယုကြည်ရောဥကြစိန်မှာစေးတံသမားများဖြစ်ကြပါသည် အဲ့ဒီတော့ဗျာအခုပြောရမှာကကိုကြစိန်အနေနဲ့တခြားသူတွေစီကနေရစရာရှိတဲ့ငွေသူက ပေးရမယ့်ငွေဗန်လက်ကြံငွေအဲ့ဒါတွေမက်ခင်မှုသိသလားဒေါခင်မှုမှာခေါင်းခါသည်ဟုတ်တယ်ဗျာတကယ်တော့ခမားသိတဲ့နဲ့ကိုကြစိန်ကိုလည်းမကြခဏပြောခဲ့ပါတယ်ကိုကြစိန်ကလည်းအတိပေးကျင်တယ်ဒါပေမဲ့ခမားကအဲ့ဒါတွေစိတ်ဝင်စားဖို့လို့ပြောနေတယ်ဆိုဒေါခင်မှုခေါင်းကျင်းပြန်သည်အခုတော့စိတ်ဝင်စားလို့မရတော့ဘူး တခုတော့ရှိတယ်မက်ခင်မှုအနေနဲ့တိထားရုံပါပဲစီစဉ်တာကတော့ကျွန်တော်ကဆောင်ရွက်ပေးမှာပါဟုတ်ကဲ့ကျေးဇူးပါပဲဦးယူကြည်တီလက်ဆွဲအိတ်ကိုနှိုက်ပြန်သည်ဒီတခါတော့ဖိုင်တွဲတစ်ခုဆွဲထုတ်ခြင်းဖြစ်ပေသည်ပေါင်ပေါ်မှာတင်လိုက်ပြီးဖိုင်တွဲကိုဖွင့်လိုက်လေသည်စာရွက်တွေလှန်လှန်သည်ပြီးတော့ဒေါခင်မှုကိုတရွယ်ချင်းချင်းပြနေသည်ကိန်းကနန်းတွေပြောပြသည်ဒေါခင်မှုမှာတည်တည်ချာချာနားမလဲတခုပဲနားလဲသည်ဗန်လက်ကြံငွေ 8969ကျက်နှင့်24ဗျာအဲ့ဒါပါပဲမခင်ဘူးတချို့ကိစ္စတွေကတော့ဒီတစ်ပတ်နှစ်ပတ်အတွင်းပြီးသွားမှာပါတချို့ကတော့အချိန်ယူပြီးစောင့်ရရလိမ့်မယ်ထင်တယ်ဟုတ်ကဲ့ဥယျကြီးကောင်းတယ်လို့လားစီစဉ်ပါကျမအားလုံးလွှဲအပ်ပါတယ်ယုံလဲယုံကြည်ပါတယ်စိတ်ရပါဗျာကျွန်တော်တောင်းဝန်ယူပါတယ်အဲ့ဒါပြီးတော့မခင်မှုကိုအရေးကြီးတာလေးတခုမေးချင်ပါတယ်မေးပါဦးယူကြီး ဦးယူကြည်သည်ဒေါခင်မူကိုခဏများစိုက်ကြည့်လိုက်ပြီဒီလိုဗျာမမေးလို့လည်းမဖြစ်ဘူးဒါကြောင့်ပါအားတော့နားပါတယ်ဗျာခဏများစဉ်းစားရင် အသင့်တော်ဆုံးစကားကိုရွေးချယ်သည်ကိုကြဆိုင်ဟာ သူ့ရဲ့နောက်ဆုံးအချိန်မှာမက်ခင်မူကိုဘာများမှားသွားသေးတယ်လဲရှင်ဒေါခင်မူတို့ဦးယူကြည်ကိုငေးကြောင်ပြီးကြည့်နေပါသည်ဦးယူကြည်ကပြောတာပြောနေပါတယ်ဆိုသောသဘောဖြင့်ခေါင်းဆက်ညှိ့ပြသည်ဒေါခင်မူကကျမမပြောပြရစေနဲ့ရှင် မဟုတ်သေးဘူးမခင်ဘူးခမရဲ့အကျိုးတွေလည်းပါပါတယ်ကိုကြစင်ရဲ့ရွှေနေတယောက်အနေနဲ့ဒေါခင်မူမေးတာပါဒေါခင်မူကကောင်းခါသည်ကျမရဲ့ကိုရေးကိုတာကိစ္စမို့ပါဥယုကြည်နဲ့မသက်ဆိုင်တဲ့ကိစ္စပါဥယုကြည်ကလက်လှမ်းကပြပြီအိုး sorry မခင်ဘူးကျွန်တော်ကဓာတ်ရိုက်မေးရမှာအားနာလို့ပါကျွန်တော်မေးချင်တာကစီးပွားရေးကိစ္စပါကိုကြစင်ရဲ့ကြံရိတ်ခဲတဲ့ပစ္စည်းဥစ္စာအေးအမွေပေါ့လေ အဲ့ဒါနဲ့ပတ်သက်လို့ဘာများပြောသွားတယ်လဲဆိုတော့နေတာပါဘာဘာမှပြောမသွားဘူးဒေါခင်မူမှာခတ်တူတူဖြည်သည်โอเคအဲ့ဒါပါပဲကျွန်တော်သိချင်တာကျွန်တော်ကအခုတတိပေးချင်တာကတော့ကိုကြာစင်ရဲ့အမွေကိစ္စနဲ့ပတ်သက်ပြီးပြဿနာတစ်ခုခုဖြစ်လာခဲ့ရင်ကျွန်တော်ကိုအတိမပေးဘဲနဲ့ဘာမှမလုပ်စေချင်ဘူးစကားပြောစရာရှိရင်ကျမရဲ့ရှင်နေဥယျာဉ်ကြီးနဲ့ပြောပါလို့ဒါကျွန်တော်ကိုလွှဲလိုက်ပါဒါပါပဲ ဥယုကြည်သည်စကားကိုအဆုံးသတ်ပြီးဒေါခင်မူကိုအကဲခတ်သည်ဒေါခင်မူသည်ဥကြဆိုင်နှင့်ပတ်သက်သောစကားများကိုသာစက်တိုက်ကြားခဲ့ရသဖြင့်သူ၏ခင်မုန်းကိုတတိယလွမ်းဆွတ်သွားဟန်လဲတူပါသည်လောလောဆယ်တွင်သူ့ဌာန၌ဝန်ထမ်းချင်းတစ်ခုသာတွေ့ရသည်အမွေပစ္စည်းများနှင့်ပတ်သက်၍စဉ်းစားနေသောအရေးအယောင်လည်းမတွေ့ရသူသည်ဥကြဆိုင်ကိုလက်ထပ်ခဲ့ခြင်းသည်ပစ္စည်းဥစ္စာကိုမျှော်ခဲ့တော့ကြအောင်မဟုတ်ပါဥယုကြည်ဆုံးဖြတ်လိုက်မိသည်ဒေါခင်မူကို လေးစားသွားမိသည် အခုလို့မကင်မူရဲ့စိတ်ကိုအနှောက်အယှက်ပေးမိတဲ့အတွက်ကျွန်တော်တောင်းပန်ပါတယ်ဗျာ။ဘာပဲဖြစ်ဖြစ်ခုနကပြောခဲ့တဲ့ကိစ္စအတွက်ကျွန်တော်တောင်းဝန်ယူပါတယ်။မကင်မူဘာမှအားမငယ်စေခြင်းဘူး။အိုးယူကြီးကအားပေးစကားပြောနေတော့လေဒေါခင်မူဤမျက်နာမှာညှိုးငယ်နေတယ်။တကယ်တော့လင်းသေးပိစမုံဆိုးမတို့မြည်သည်မိဖို့ကြောင့်တည်းမှာစားကုန်နေတာကလေးလောက်ကိုပင်အားငယ်စရာအဖြစ်ကြံပန်တွေးတော်ပူပန်တတ်ကြသည်မဟုတ်ပါလား။အခန်းလေး ဤလောက၌မိမတို့သည်ယောက်ျားတို့ရှိတွင်အချို့သောအမှုအကျင့်များကိုပြုလုပ်ရန်ရှက်ရွံ့ထကြသည်တို့ရတွင် အောက်ပါပုပ်ကိုအမျိုးသားများကမပါဝင်ပေလက္ခဏာဆိုင်ဟာဗစကားပေါ်တွင်ယောက်ျားတစ်ယောက်နှင့်ဘေးချင်းရှင်ထိုင်မိသောအခါတွင် ပကုံးချင်းမထီအောင်ပင်ကိုကိုကြုံထားတတ်တော်လဲလက္ခဏာဆရာအားမိမိလက်ဘွားကိုကြည်ကြည်ဖြူဖြူကင်ခွင့်ပေးတတ်လေသည်ဓာတ်ပုံဆရာလူသိန်းယောက်ျားတို့အုပ်ကို မြက်မွေးတော်မော်၍ပင်မကြည့်တတ်တော်လေဓာတ်ပုံစရာဤရှိတွင်မြက်ခင်းပေါ်လှဲ့အိပ်ခြင်းမေးကိုလက်ဖြင့်ထောက်၍မျက်လုံးတောင်းကပ်ပေးခြင်းပြုံးရခြင်းမူးခြင်းနှွယ်ခြင်းစသော ကိုပန်းကိုဟန်အမူအရာအမျိုးမျိုးလုပ်ပြဖို့ဝင်မလေးခြင်းနောက်ပြီးတော့ပိုက်တာခါသားပေါ်မြေဆို၍အင်းကြီးကိုမကြခဏဆွဲချတတ်သောမိန်ကလေးမျိုးပင်ဖြစ်စေဆရာဝန်ကဆေးထိုးမည်ဆိုလျင်နာမကြောက်တာတခုစိတ်ထဲ၌တတိပြုမိတတ်ပေသည် ဆရာဝန်စင်မင်းလက်သည်သူ၏စေကန်းထဲတွင်ထိုင်နေသည်။ကင်စာတရှင်တစ်ပုဒ်ကိုလေရှုံပြီးဆိုနေလိုက်သည်။အလိုက်မှာအလိုက်မှာသူမလလလလလကိုကဆောင်းရမှာတဲ့။သူသည်လူနာအလာကိုဆောင်းနေခြင်းဖြစ်လေသည်။ဟောက်စာချင်းကိုအလौတင်ဆရာဝန်တဦးအဖြစ်စေယုံတွင်ဆင်းခဲ့ဒီမှာနှစ်ပတ်ခန့်သာရှိသေးသည်။ထို့သူဤစေကန်းမှာသူစား၍ထိုင်ခဲ့ဒီမှာလည်းရပ်ပိုင်းမျှသာရှိပါသေးသည်။ အလျင်ကဤစေကမ်းမှာထိုင်သူမှာသူဤစရာဖြစ်ပါသည်ဆရာနေပြောင်းတော်သောအခါစေကမ်းပိုင်ခြင်းကိုသူနှင့်ဆက်သွယ်ပေးခဲ့သည်ထို့ကြောင့်သူလာထိုင်ခြင်းလည်းဖြစ်ပါသည်သူသည်အလုတ်တင်ဆရာဝန်ဘဝတုန်းကမြို့စုံကအခြားစေကမ်းတစ်ခုမှာဝါရင့်ဆရာဝန်တို့ဦးနှင့်ပူးတွဲ၍ထိုင်ခဲ့မှုသည်တူတဲ့ပင်တိုင်းဆရာဝန်ဖြစ်နေတဲ့ဟောဤစေကန်းတွင်ပထမဦးဆုံးဖြစ်ပါသည်။သူစားရောက်သည့်နေ့မှစ၍ခုထိစေကန်းကိုလူလူနာအလာနေနေသည်။လူနာဆိုကလည်းရုပ်ရှင်ပြည့်တဲ့ လို့အစွဲရှိတတ်သည်ဆရာဝန်တစ်ယောက်ကတယောက်ပြောင်းဖို့တော်တော်စဉ်းစားလင့်ရှိပါသည်သူတို့ဘက်ကကြည့်ပြန်တော့လဲမှန်သည် လူနာများသည်ဆရာဝန်ထံရောက်ရှိလာခြင်းမှာအချုပ်ဆိုင်တွင်အဝတ်တတအဲ့ရန်လာခြင်းမဟုတ်ဘဲသူတို့၏ခန္ဓာကိုယ်များကိုအဲ့ရန်ရောက်ရှိလာခြင်းဖြစ်ပေသောကြောင့်ပင်ဖြစ်ပါသည်ပြီးတော့ဇေမင်းလက်သည်အဟိတ်အဟန့်မကောင်းတတ်ခြင်းအတက်ကလည်းငယ်သေးသည်အခုမှ26နှစ်လူပုံကလည်းပိန်ပိန်ပါပါအဝေအစားတောက်တောက်ပြောင်ပြောင်တက်တက်ရရမရှိ တို့ရတွင်သူကိုယ်သူယုံကြည်စိတ်ချမှုရှိပါသည်သူသည်ပင်ကိုညာကောင်းသူဖြစ်သည့်အပြင်ဆရာဝန်ပညာကိုကျိုးကျိုးဆန်းဆန်းသင်ခဲ့သူလည်းဖြစ်ပါသည်အခုလောလောဆယ်တွင်သူစေကန်း၌လူနာပါနေသည်ဟာတော့အမှန်ထိုအချိန်တွင် စေကန်းချင်းရှိကားအတိတ်ကလေးတစ်စီးထိုးဆိုင်လာပါသည်ကားပေါ်မှဒရိုင်ဘာဖြင့်ဟန်တူသော အဖိုးကြီးတစ်ယောက်ဆင်းလာသည် စေကန်းပိုင်ချင်းစီလာတော့ဧည့်သည်ဖြစ်မိထင်၍တစ်ချက်သာလှန့်ကြည့်မိသည် ပလက်ကလေးထိုင်မှာထိုင်မြဲထိုင်ရင်ဖက်လက်စမဂဇင်းကိုဆက်၍ဖက်နေသည် အဖိုးကြီးသည်သူ့စေခန်းထဲသို့ဆိုက်ဆိုင်မြဲမြဲဝင်လာတော့မှဆက်ခနဲထားရပြီးကြိုဆိုလိုက်ပါသည်ဒေါက်တာရှိလားအဖိုးကြီးကမေးတော့ကြောင့်သူကရှိပါတယ်ဟုဖြေလိုက်သည် အဖိုးကြီးသည်သူ့ကိုဘာမှထပ်မမေးတော့ပဲစမ်းသက်ခန်းထဲသို့စွတ်ဝင်သွားလေသည် သူလည်းရောင်ကြောင်ပြီးလိုက်ပြီးဝင်သွားမိသည်စမ်းသက်ခန်းထဲမှာဘယ်သူမှမတွေ့တော့မှအဖိုးကြီးကဒေါက်တာရှိတယ်ဆိုဘမလဲထိုအခါမှဇင်းမင်းလက်ကသဘောပေါက်သွားသည် ်အဖိုးကြီးသည်သူ့ကိုဆရာဝန်ဟုမထင်စေကန်းကကိုဘော်လောက်ဘက်ကောင်းလေးဟုထင်သလားမသိဒီကောင်းလေးကလည်းလက်ဖက်ရည်တွားတောက်နေတာကြောင့်သူ့ကိုထင်သွားနိုင်လောက်ပါသည်အော်ဒေါက်တာဦးလာရီကိုပြောတာလားခင်ဗျာဆရာကနေကိုပြောင်းသွားပါပြီဘာကိစ္စများပါလဲဟိုဟိုတင်ငါနဲ့ဒါနဲ့ငါတို့ကကျွန်တော်ဒီစေကန်းကဆရာဝန်ပါအော်အဖိုးကြီးမျက်နာတွင်အတန်ငယ်အံ့ဩဟန်ဖြစ်သွားပြီပြီးတော့မှ ဒါဖြင့်လေဆရာလေးပဲလိုက်ခဲ့ပါဟိုမှာမက္ခင်မူရဲ့နည်းနည်းနေမကောင်းလို့ဇေမင်းလက်ခဏစဉ်းစားသည်ထိုချိန်တွင်ဈေးကန်းကကောင်းလေးပြန်ရောက်လာသည်ထို့ကြောင့်လူနာလာလျင်ခဏဆောင်းခိုင်းဖို့မှာပြီးလိုက်လာလိုက်ပါသွားသည်ဒေါခင်မူဤတိုက်ချိန်မှာကားရက်လိုက်ပြီးနောက်အဖိုးကြီးကကားတကားဖွင့်ပေးရန်ပြပြတလဲဆင်းလာသည်ထိုချိန်တွင်ဇေမင်းလက်ကကားတကားကိုဖွင့်ပြီးဆင်းပြီးနေလေပြီအဖိုးကြီးကသူဤလက်ဆွဲအိတ်ကိုလှမ်းယူဖို့ပြင်သည်သူကနေပါစေဦးလေးကျွန်တော်ဘာသာဆွဲခဲ့ပါမယ် ပေါ့ပေါ်လေးပါဟုဆိုလိုက်လေသည်အဖိုးကြီးကဒီစီအောင်ဘယ်နဲ့ဟာပါလိမ့်လဲဆိုပြီးတွေးတော့ကတိုက်သေးသူဥဆောင်၍ခေါ်သွားလေသည်ဇင်မဲလက်စိတ်ထဲတွင်နည်းနည်းတော့လှုပ်ရှားမိသည်အဖဲကြောင့်ဆိုတော့သူစီအောင်ဘဝတွင်ခုတစ်ချိန်သည်ပထမဦးဆုံးအချိန်အိမ်တို့အပင့်ခေါ်ခံရခြင်းလည်းဖြစ်တော့ကြောင့်ပင်ဖြစ်ပါသည် ပြီးတော့သူကုသရမိသူကမိမတရားကျမ်းပြင်က ပြောင်းလဲနေသည်အိမ်အောင်ပရိဘောဂကအကောင်းစားတွင်ကြီး လှပခံရသောလှေကားကြီးအတိုင်းအပေါ်တတ်သို့တက်သွားရသည်အခန်းကြီးချင်းကလေးတစ်ခန်းကိုကြော်ပြီးနောက်အိတ်ခန်းဟုထင်ရသောအခန်းတစ်ခုရှိသို့ရောက်လာသည်အဖိုးကြီးကဥဆောင်ပြီးအခန်းထဲဝင်သည်ဇင်မင်းလက်သည်နောက်ကလိုက်ဝင်လာရင်အဖိုးကြီး၏ပခုံးပေါ်မှကြော်၍ကြည့်လိုက်နေသည်သူရှင်လန်းသည်မဆူစလောက်တုံသွားသည်နှစ်ယောက်အိတ်ကရင်ကြီးပေါ်တွင်ခေါင်းအုံနှလုံးကိုထက်လျက်ကြောမိပြီးရှေ့ဆင်း၍ထိုင်နေသော အမျိုးသမီးတူဇင်မင်းလက်တစုံတစ်ခုကိုတရီရလိုက်သည် သူ့ဇရာကမှားသွားသောဇကာလွန်ခဲ့သောတလခန့်ကဥကြစင်တည်ဆုံးသွားကြောင်းဒေါခင်မူတဦးရဲကြံရိတ်ခဲ့ကြောင်းဆရာမရှိတော့သည့်နောက်အကူအညီပေးဖို့ကြောင်းဒေါခင်မူလည်း driver အဖိုးကြီးလိုပင်ဆေးအိတ်ကိုကိုယ်တိုင်ကန်၍လာတော့ဇေမင်းလက်အားဆရာဝန်ဟုမထင်မှတ်ရှိဇေမင်းလက်ကိုတစ်ချက်မျှသာနှံ့ကြည့်ပြီးနောက် ဝင်လာမိဆရာဒေါက်တာဦးလာရီကိုချသည်ဘယ်သူမှထပ်၍ဝင်မလာသဖြင့်နားမလည်သူလိုဖြစ်သွားသည် driver အဖိုးကြီးကဝင်၍ရှင်းပြလိုက်သည်ထိုအခါကြာမှာ ။အော်ထိုင်ပါဆရာ။ဇေမင်းလက်ဒီဂရင်ဘေးကကလေးထိုင်မှာဝင်ထိုင်လိုက်သည်။ဒေါခင်မူကြီးအတန်ဒီအားနေနေကြောင်းသိသာစေသည်။မျက်လုံးတွေကလည်းညှိုးငယ်နေသည်။ဘာဖြစ်လို့လဲ။ဇေမင်းလက်ကမေးသည်။ဘာဖြစ်သွားမှန်းမသိဘူးဆရာ။ထိုင်ရာကထားလိုက်တော့ရုတ်တရက်မျက်လုံးတွေပြာပြီးမူးသွားလို့ဇေမင်းလက်ကကောင်းချိန်လိုက်သည်ဒေါခင်မူကြီးလက်ကိုဆန်းသက်ကြည့်သည်အဖျားသွေးကမရှိနှကြက်ကိုထုတ်ပြီးဆန်းကြည့်ပြန်သည်အိပ်ပြက်သလားဟုမေးလေသည် ဒေါခင်မူကကောင်းချင်းပြလေသွေးပေါင်ချိန်တိုင်ကြည့်သည်ဘာမှမဖြစ်ပါဘူးအားလုံးကောင်းပါတယ်ဒါပေမဲ့အားနေနေတယ်အကြောစေးတစ်လုံးထိုးပေးလိုက်သည်အိတ်ဆေးပေးလိုက်သည်အသင့်ပါလာတော့အားစေးအနေငယ်ကိုလည်းပေးလိုက်လေသည်ဝယ်တောက်ဖို့အားစေးနဲ့စိတ်ငြိမ်စေးတွေကိုလည်းရေးပေးလိုက်သည်ကော်ဖီတောက်ပါဦးဆရာဇေမင်းလည်းကော်ဖီတောက်သည် Nest Coffee ဖြစ်လေသည် သူကော်ဖီတောက်ပြီးချိန်တွင်ဒေါခင်မူစကားပြောလေသည်ဒေါက်တာဦးလာရီကကျမတို့ရဲ့မိသားစုဆရာဝန်ပါ ဆရာဆရာကိုဥလာကြီးကစေကန်းကိုလွှဲခဲ့တယ်ဆိုတော့နောက်အကူညီလို့ရင်ဆရာစီပဲလာရမှာပဲရပါတယ်ခမကျွန်တော်ဆရာကလည်းမှားခဲ့ပါတယ်လိုအပ်တာရှိလို့ရှင်အကူညီပေးဖို့လေဟုတ်ကျေးဇူးပါပဲဆရာဖြစ်နိုင်ရင်တော့အေးရေးပြက်ပြီးမှမခံနဲ့ဒီနေ့ကစပြီးအေးအေးဆေးဆေးအနားယူပါကိုရောစရောပေါ့အကြောင်းရှိရင်လည်းကျွန်တော်စီလာခဲ့ပါညနေ9:00ကနေည9:00အထိဈေးကမ်းမှာရှိပါတယ် ဟုတ်ကဲ့ဟုဆိုပြီးထမင်းချက်မကျင်ဘူးအားမှန်နေကုံဘော်ကပတ်စံအိတ်ယူပေးဖို့လှမ်းပြော်လေသည်ဇင်မင်းလက်မှာနည်းနည်းရင်ခုန်နေသည်ဒေါကင်မူ၏အလားပါကြောင့်မဟုတ်ဟုထင်ပါသည်သူသည်မိမိကုသပေး၍နေသောလူနာအပေါ်လူနာအဖြစ်မှတပါအခြားသောစိတ်မျိုးမထားသင့်ဟုဆိုကာဆရာဝန်တို့၏ပြင်ရှင်ကိုနားလည်ပါသည် အိမ်သို့ပင့်ခေါ်ခြင်းခံရသောပရမအူဆုံးအတွေ့အကြုံကြောင့်၎င်း သူလိုရှာတိတ်ဆရာဝန်ကိုရှမ်းသာကြွယ်ဝသောအမျိုးသမီးကြီးတဦးကမိသားဝတ်စုဆရာဝန်အဖြစ်ခန့်အပ်လိုက်ခြင်းကြောင့်၎င်းစိတ်လှုပ်ရှားမိခြင်းသာဖြစ်တန်ရသည်။ဘလောက်ကြပါသလဲဆရာ။ဇင်မင်းလက်သည်ရုတ်တရက်အမေးခံလိုက်ရသဖြင့်ရောင်ပြီးဟာကိစ္စမရှိပါဘူးဟုပြောပြီးလေသည်။အိုးမဟုတ်တာပဲဆရာရဲ့ဟုဆိုပြီးဒေါခင်မူကဆယ်တန်း၅ရွက်ကိုလက်နက်ဖက်ဖြင့်တလေးတစားပေးလေသည်။ဇင်မင်းလက်ကလှမ်းယူလိုက်ပြီးမှ ဒီလောက်မလိုပါဘူးခင်ဗျာအားလုံး30ပဲကြပါတယ်ပတ်စံ20ပြန်ပေးသည်ဘာကြောင့်မှန်းတော့မသိဒေါခင်မူသည်ရိုးသားဟန်တူပြီးမွမ်းပါပုံရတော့ဆရာဝန်ပိမ့်ပိမ့်တိတိကလေးကိုတနာသွားတယ်လို့လို့ဖြစ်မိသည်လူနာတယောက်သည်ဆရာဝန်တယောက်ကိုပြန်ပြီးတနာနေခြင်းသည်တိတ်တော့တဘာဝမကြလှချေတကယ်ဆိုလျင်ဇေမင်းလက်ကသာဒေါခင်မူကိုတနာတင်သည်ပဇက်မရှိခြင်းထက်အားကိုးစရာမရှိခြင်းကပို၍တနာစရာကောင်းသည်မဟုတ်ပါလား အခန်းကစနေနေ့ရုံသိမ်းချိန်တွင်ဥပဒေရောက်ရှိလာသည်သူသည်ခုလိုပင်နှစ်ပတ်သုံးပတ်လောက်တစ်ခါလောက်ရောက်လာတတ်သည်အကြောင်းမဲ့တက်တက်လာခြင်းတော့မဟုတ်ထို့အတူကိစ္စအထွေထွေရှိ၍လာခြင်းလည်းမဟုတ်အကြောင်းမရှိအကြောင်းချပြီးလာခြင်းသာဖြစ်လေသည်ယုံကိုဥကြဆိုင်၏မိတ်ဆွေတယောက်လာကြောင်းဥကြဆိုင်ဆုံသွားကြောင်းမတိ၍လာခြင်းဖြစ်ကြောင်းထို့မိတ်ဆွေကစိတ်မကောင်းကြောင်းပြောသွားသည်ဖြင့် လာပြီးပြောချင်းဖြစ်ကြောင်းစတော့အကြောင်းပြချက်များဖြင့်ကျွန်တော်ဖုံးဆက်ပြီးပြောမလို့ပဲမရောက်တာလဲကြာနောက်ပြီးဒေါခင်မူများဘာများအကူအညီလိုအောင်မလဲလို့ဟူသောစကားဖြင့်တက်တည်ထူထပ်လေသည်ဘာအကူအညီလိုသေးသလဲဟုတုံတုံလိုက်တော့လဲသူ့ရဲ့မျက်နှာထားကတော့ဘာခိုင်းစရာရှိသေးလဲဆိုတော့ဟန်မျိုးဖြစ်လေသည်ဒီနေ့တွင်လေဆရာဦးကျဆင်ရဲ့မှတ်စုစာအုပ်တော်အုပ်ကိုရုံးရဲ့စတိုကန်ထဲကဗီဒီယိုတစ်လုံးမှာတွားတွေ့လို့လာပေးတာ ဥသောစင်ကြီးဖြင့်ရောက်လာခြင်းဖြစ်လေသည်တကယ်တော့ဆောင်းအုပ်သည်ဘာမှအရေးပါခြင်းမရှိပါချေရုံးလုံငန်းများချင်းစုထားသောအလုပ်ကိစ္စများကိုအကြမ်းဖြင့်မှတ်ထားသောမှတ်စုစာအုပ်များသာဖြစ်လေသည်ဒေါခင်မူကသာမမှတ်မိတာပါဆရာရှိစဉ်တုန်းကဒီအိမ်ကိုကျွန်တော်၃လေးကောက်ရောက်ဖူးပါတယ်ဥပဒိန်ဒီစကားကြုံတိုင်းထိုအကြောင်းအရာကိုပြောလေရှိသည်အခုလဲတခါထပ်ပြောပြန်သည်ဒေါခင်မူကလည်းရခင်အခါတွေတုန်းကလိုပင်ပြန်ဖြေသည် အဲ့ဒီတော့ကကျမလည်းအိမ်မှုကိစ္စတွေနဲ့ရှုပ်နေတော့နောက်ပြီးအကိုကြီးနဲ့ဥပဒိန်တို့ကလည်းအလုပ်ကိစ္စတိုင်ပင်နေတာဝင်မရှုပ်ချင်တာနဲ့ပဲဟုတ်တယ်ဗျာဆရာကတော့တိတ်အလုပ်လုပ်တယ်ရုံးမှမပြတ်ရင်အိမ်အထိယူပြီးလုပ်တတ်တာအင်းလေအလုပ်ပင်မန်းတို့နဲ့တန်းလည်းပါမပေါ်တကယ်လေးစားထိုက်တဲ့ပုံကိုပဲလေကျွန်တော်ကလည်းဆရာရဲ့တပည့်ရင်းဆိုတော့ဆရာရဲ့ခြေရာကိုနင်းနိုင်ကိုစူးစမ်းနေတာပဲဗျာ သူဘာကိုဆိုလိုတယ်လဲဆရာချေရကိုနင်းမယ်ဆိုတာဥကြဆိုင်လိုပင်အလောက်ကိုစူးစမ်းမှာကိုပြောတာလားဒုက္ခမူကိုရှိတ်လိုက်တာလားသူဒီမဟုတ်သူဆရာဥကြဆိုင်လိုပင် အုံနှောက်သွေးကြောပြက်ပြီးတေမာကိုပြောတာလားဒုက္ခမူကတော့အလောက်အပေါ်တန်ရောစဉ်ကြီး၍ရှားတော့သူ၏အကိုကြီးဥကြဆိုင်ကို ဖြတ်ခနဲလွမ်းဆွတ်တတိရလိုက်မိလေသည်ဆရာကတိတ်အလောက်လုပ်တယ်ဟိုဘက်ဌာနကညှို့မူကတိတ်မစူးစမ်းခြင်းဘူး ဌာနချင်းကလည်းအဆက်အသွယ်ရှိနေတော့ဒီဘက်ကဆရာအလုပ်လုပ်တယ်လားဟိုဘက်ကလိုက်မလုပ်နိုင်ရင်တိတ်ခါကြမယ်မဟုတ်လားအဲ့ဒီတော့သူလည်းလိုက်ပြီးလုပ်ရတော့တာပေါ့ဒါတော့မှဆရာလောက်မလုပ်နိုင်တော့သူ့ဘက်မှာအလုပ်ကတခါတလေပုံပုံသွားတယ်အဲ့ဒါကိုသူကတိတ်ပြီးမကျေနပ်ဘူးဆရာမရှိတော့တဲ့နောက်ဆရာနေရာကိုညှို့မှုအစ်င့်မရောက်ခင်ဟိုဘက်ညှို့မှုကတွဲကင်ပြီးလုပ်ရတယ်လေအဲ့ဒီမှာဆရာတစ်ဖက်တွေဆိုရင်သူကနည်းနည်းနှိမ်ချင်တယ် ဒေါခင်မူရုံးကိုလာတော့ကဝန်ထမ်းတွေကလှိုက်လိုက်လဲလဲနှုတ်မဆက်ရေးကြတာအဲ့ဒါကြောင့်ဗျသူ့အညဉဉ်ခံရမှာကြောက်လို့ဒါပေမဲ့ကျွန်တော်ကတော့မရဘူးဗျမှန်တဲ့ဘက်ကရက်မှာပဲဘာပဲဖြစ်နေဖြစ်နေဟုတ်တယ်လေကျွန်တော်ရဲ့စိတ်ကတမျိုးဗျမရဘူးဒါကြောင့်လေဒေါခင်မူကိစ္စတော့ကကျွန်တော်ကဒိုင်းငံခံပြီးဆောင်ရွက်ပေးခဲ့တာပေါ့ကျေးဇူးတင်ပါတယ်ဒါနဲ့ခုတော့အကိုကြီးနေရာမှာညှို့မှုအစ်စ်ရောက်ရောပေါ့ ရောက်ပြီဗျအဲ့ဒီညှို့မှုကလည်းမစိုးပါဘူးအခုရောက်တဲ့ညှို့မှုကရောဟိုဘက်ကညှို့မှုနဲ့ဒေါခွင်မူဤစကားမဆုံးခင်မှာပင်ဥပဒိန်ကဖြတ်၍ဟာသူတို့နှစ်ယောက်ကတော့အစဉ်ပြေတယ်ဗျတယောက်နဲ့တယောက်ညှိပြီးလှုပ်ကြတာကိုဥပဒိန်ကသူစကားကိုသူ့ဘာသာသဘောကျပြီးရေလိုက်လေသည်ဒေါခွင်မူကလည်းနည်းနည်းလိုက်ရေရသည်ဥပဒိန်သည်ဥကြဆိုင်လက်အောက်ကအရာကြီးတဦးဖြစ်ပါသည်ဥကြဆိုင်သည်သူ့ကိုလက်ယုံးတော်ဖွင့်အားကိုးသည်ဟုဆိုသည်သူဝတ်သက်သည်ဒေါခင်မူနှင့်မတိမ်မရေလောက်ပင်ရှိပါသည် အိမ်တော်မရှိလူပြိုကြီးဟုသူဤပြောစကားများအရာသိရသည်သူဤခန္ဓာကိုယ်သည်လူငယ်တယောက်လိုကြည်ကြည်လေးလေးတောင်းတတင်းတင်းတော့မဟုတ်သူရတွင်ပြည့်ပြည့်ဝဝရှိသည်အသားရည်ဆိုပြသည်ရုပ်အစင်းကလည်းတည်တည်ခန့်ခန့်မဟုတ်တော့လေပြည့်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 ရှိပါ၏အဝယ်စားကိုတက်တက်ရဲ့ရဲ့ဝတ်တတ်သည်အယောင်လူများကိုဝတ်လေရှိပါသည် သူသည်အသက်40 40ကတ်နေပြီဖြစ်တော့လေလူငယ်မျှသာဖြစ်သောဇင်မင်းလက်ထက်ပင်ပို၍တာနာပြီးကြည်ပြောရှုပြောရှိလေသည် ဒေါခင်ဗျဘာမှ အာမနာနဲ့နော်ကျွန်တော်ကိုအကူအညီလိုရင်ပြောတာပြောဘာပဲဖြစ်ဖြစ်ကျွန်တော်ကို အရင်အရှာတွေကတော့သဘောထားပေါ့ဆရာမရှိတဲ့နောက်ဒေါခင်မူနဲ့ပတ်သက်ပြီးကျွန်တော်မှတာဝန်ရှိတယ်သူဒီအဝဇန်လည်းအလွန်ရှင်သူဖြစ်ပါသည်အိမ်ကိုလာလဲလျင် သူကအခြေစကားတွေပြောတတ်သည်ဒေါခင်မူဒီတခွန်းတလေဝင်ထောက်ပေးုံကလွယ်ပြီးနားထောင်သမားတက်တက်ပြီးတော့ဥပဒိန်ဒီကျွန်တော်မှတာဝန်ရှိတယ်ဆိုသောစကားကိုမကြာခဏပြောတတ်လေသည် ဘာတောင်းဝန်ရှိတာလဲဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်း၁စီစဉ်တင်ဆက်မှုကိုအီမာနင်ခတ္တခဏရနာဝင်ပြုပါခင်ဗျာဒီနေ့မှာအရှင်ပြေပြေဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မောင်တို့မှတူတူတောက်ချင်းတဲ့တိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်တို့များအားလုံးကိုယ်စိတ်နှပါရှင်လန်းချမ်းမြေ့ကြကဘေးအန္တရာယ်အပေါင်းမှာကင်းဝေးကြပါစေခင်ဗျာ